က်စွာဘုရားကလူတို့ရဲ့အခြေခံကိုချင်းတရားတွေကိုခုလို17မျိုးဟောပြတာပဲဖြစ်တယ်။နော်။သူမြတ်ပစ္စည်းနံပါတ်1သူမြတ်ပစ္စည်းမခိုးရဘူး။နံပါတ်2နော်။လိမ်မပြောရဘူး။နံပါတ်3ရှားဓုဂုံသိန်းစီစဉ်ဥစ္စာရှားရှိလာတဲ့အခါမှာမရစ်မှုရဘူး။နံပါတ်4တရားသဖြင့်ပစ္စည်းဥစ္စာကို ရှာမွေရမယ်။ နံပါတ်5ကောက်ချစ်ဆင်းရဲတဲ့နီးနဲ့အုပ်ပစ္စည်းဥစ္စာမရှာရဘူး။နံပါတ်6ဟောပစ္စည်းဥစ္စာတွေရလာတဲ့အခါမှာဒီရှင်မှုမေးလျော့ခြင်းမလုပ်ရဘူး။မရှင်မှုရဘူး။တို့ဆိုလိုတယ်။နံပါတ်9စိတ်ဓာတ်တည်ငြိမ်မှုရှိရမယ်။ဂျုံနံပါတ်10ယုံကြည်မှုခိုင်မြဲရမယ်။နံပါတ်3 ခုတယောက်တည်းကိုဘယ်တော့မှမတုံးပါနဲ့အများနဲ့မျှဝေပြီးကိုမိသားစုနဲ့မျှဝေပြီးကုသိုလ်ကောင်းမှုလုပ်ပြီးတော့လုပ်ပါကိုရှာထားတဲ့ပစ္စည်းဥစ္စာကိုကုသိုလ်ကောင်းမှုလုပ်ပါနံပါတ်30ညမောင်ပါပဲဖြစ်စီ၊ကွဲရမှာပဲဖြစ်စီသူတော်စင်သူတော်မြတ်တွေကိုတောပြီးတော့မပြစ်မှားမိပါစေနဲ့ပြစ်မှားတဲ့အလုပ်ကိုမလုပ်ပါနဲ့နံပါတ်17 ပြောတဲ့အတိုင်းလှုပ်လှုပ်တဲ့အတိုင်းပြောဆိုတာဒါလူတွေအတွက်အခြေခံကိုချင်းတရားတွေကိုမြတ်စွာဘုရားဟောပြောတာပဲဖြစ်တယ်။အေးလူလောကမှာအခြေခံအားဖြင့်လူတွေရဲ့ကိုချင်းတရားဆိုတာအခုပြောခဲ့တဲ့အချက်တွေပဲဖြစ်တယ်။ဘုရားဘာသာဝင်သူတော်စင်များအနေနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာတော်အားဖြင့်ဒီအခြေခံကြတဲ့ကိုချင်းတရားတွေကိုတို့တွေတွေရရှိအောင်စူးစမ်းကြရမှာလို့ 四天嘛，那拢都差不多，批的。